ထိုင်းမြန်မာနယ်စပ်ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNNA တပ်မဟာခုနှစ်နှစ်မြည့်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကို KN အနေနဲ့ပူပေါင်းသက်တွေကမေလ16ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်ကွီးလူတပ်စခန်းဟာ1985ခုနှစ်ကာလကတည်းကတည်ရှိခဲ့တာဖြစ်ပြီး KN အနေနဲ့ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူပေါင်းသက်တွေကတရက်အတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အချင်းတို့ အတွင်းမှာပဲကျွန်တော်တို့ရရှိတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့သိသလောက်ဆိုရင်စစ်ကောင်စီဘက်ကတပ်သားတွေရဲ့စိတ်တက်ရေးရပိုင်းဆိုင်ရာအရာပေါ့နော်။အဲသူတို့မှာတိုက်ခိုက်လို့စိတ်လည်းမရှိတော့ဘဲနဲ့လက်နက်ချအရှုံးပေးကျင့်တဲ့စိတ်တွေပေါ့နော်။အဲ့ဒါတွေက များပြားနေတာကိုကျွန်တော်တို့သိရှိရပါတယ်။အများဆုံးကတော့များသောအားဖြင့်ကျွန်တော်တို့ကတော့ဟိုထွက်ပြေးတာလို့တော့ကျွန်တော်တို့ဟိုတတင်းရရှိတာပေါ့နော်။ တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်ထုတ်ပြန်တာဖြေကြားတာမရှိသေးပေမဲ့ KIC သတင်းဌာနရဲ့ဖော်ပြချက်အရမော်ကွေးလူသက်စခန်းမှာအင်အား90လောက်ရှိပြီးတိုက်ပွဲဖြစ်ပွားချိန်မှာ40ကျော်ဟာလက်နက်တွေနဲ့အတူထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က9ဦးသေဆုံးပြီးစနစ်မမ60မမလက်နက်ကြီးတွေအပါအဝင်လက်နက်ခဲယမ်းတွေကိုလည်းတင်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ KNN နဲ့ပူပေါင်းတပ်တွေဟာမေလ23ရက်နေ့ကလည်းမော်ကွီးလူသက်စခန်းအနီးကတာလီဘူဟာကိုတိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ဒါအပြင် မေလ9ရက်နေ့ကလည်းလီပနာဒီခေါ်တခိုဘီခွီးသက်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ထားတာပါ။ကျွန်တော်တို့ဘက်ကလည်းပဲဒီနဇက်ဆိုတာနဲ့တပြိုင်နက်ပေါ့နော်ကျွန်တော်တို့ရဲ့အခြေခံနေမြင်လဲဖြစ်တယ်လို့ကျွန်တော်တို့ရဲ့နိုင်ငံရေး ဟိုဂုံသိက္ခာနဲ့လည်းဟိုတက်ဆိုင်ပါတော့ခင်ဗျစစ်ကောင်စီဘက်ကလည်းထုံနီ၎င်းပဲသူတို့ရဲ့စုံမုန်းနေမြေတွေလက်လွတ်လိုက်ရတဲ့အခြေအနေမျိုးနဲ့နိုင်ငံရေးအရလည်းပဲဆုံးရှုံးတဲ့သဘောအဲ့ဒါတွေတော့ကျွန်တော်တို့ပြောလို့ရပါတယ်ခင်ဗျထိုင်းမြန်မာနယ်စပ်မှာဖြစ်ပွားနေတဲ့စခန်းသိမ်းတိုက်ပွဲတွေကြောင့်ဒေသခံပြည်သူ၄၀၀ကျော်ဟာထိုင်းနိုင်ငံဘက်ချမ်းမာလာရောက်ခိုလုံနေကြတယ်လို့မြေပြင်မှာရှိနေတဲ့ထိုင်းတည်တင်းရင်းမြစ်တွေကဖော်ပြပါဗျာ။ အရင်ကတိုက်ပွဲဖြစ်ပွားမှုနေခဲ့တဲ့တမဟာခုနှစ်နေမြေသေးမှာဒီနှစ်ဧပြီလကနေမေလအတွင်းလေခေါ်ပူးလူတူ လေးပနာတီတာလယ်နဲ့မော်ကွေးလူစတဲ့စခန်းငါးခုကိုတိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ရောရအောင်တော့ကိုဒီကြရက် Allah